မင်္ဂလာပါအခုချိန်ကစပြီးတော့ဂျွန်လ18ရက်နေ့အင်္ဂါနေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရဲ့ NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်တွေကိုစတင်နေပါပြီကျွန်မအမီပါ ထမဆုံးသတင်းကတော့ဒီအနောက်မြောက်တိုင်းစစ်ဌာနချုပ်နာမခကိုတိုက်ခိုက်တဲ့သတင်းမှာတိုက်ခိုက်မှုတွေဟာဒီနေဆက်ဒေတာတွေကနေမြန်မာပြည်ရဲ့အလဲပိုင်းကိုတိုးပြီးတော့ရောက်လာနေပါတယ်။နာမခဌာနချုပ်တိုက်ခိုက်ခံရမှုတွေအထဲမှာတော့ဒီအရာရှိအပါဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်15ယောက်ဒေဆုံးတန်ရာရခဲ့တယ်လို့ Brave Warriors for Myanmar ဒီ BWM မြန်မာနိုင်ငံအတွက်ရဲရင်တော့သူရဲကောင်းများဆိုတဲ့အဖွဲ့ကဂျွန်လာ16ရက်နေ့မှာထုတ်ပြန်ပါတယ်။မုံရွာအခြေဆိုင်စစ်ကောင်စီရဲ့အနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခကို short တိုက်ဒုံးနဲ့တိုက်ခိုက်ခဲ့ရမှာတော့အရာရှိ၂ယောက်အပါအဝင်စစ်ကောင်စီတပ်ဖွဲ့ဝင်9ယောက်သေဆုံးခဲ့တယ်လို့ BWM ကဆိုပါတယ်။နောက်ထပ်အရာရှိ3ယောက်နဲ့တခြားအဆင့်ပေါ့နော်ဒီစစ်တီတပ်ဖွဲ့ဝင်9ယောက်ဒဏ်ရာရသွားတယ်လို့လည်းဆိုပါတယ် ်သူတို့တွေဟာတက်သေးမှာပဲစေကူတာမှုခံယူနေရတယ်လို့ BWM ကအတည်ပြုပါတယ် BWM ဦးဆောင်တဲ့ဒီတော်လရင်အားစုတွေကဂျွန်လ14ရက်နေ့မှာနမခဌာနချုပ်ကို BWM Mission 41အဖြစ်ဒီတရားခွန်မမပေါ့နော် short tight ဒုံ၃လုံးနဲ့တိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်နမခအထဲမှာရှိတဲ့စစ်စင်ရေးယုံနဲ့လေ့ကျင့်ရေးယုံထိမှန်ပြီးတော့အာစီကိုတောင်နဲ့အရန်ဆက်ပစ္စည်းကိုတောင်လဲမီးလောင်ပျက်စီးသွား ားတဲ့အပြင်အရာရှိတွေရဲ့အိမ်တွေလည်းထိမှန်ခဲ့တယ်လို့ထုတ်ပြန်ချက်ကဆိုပါတယ်။တိုက်ပွဲသတင်းတွေနဲ့ဆက်ပါမယ်။ကချင်ပြည်ဒီကြောက်စိမ့်ဒေသပေါ့နော်ဒီဖက်ကတ်မှာရှိတဲ့မော်စီစာရွာနာပတ်ဝန်းကျင်မှာတော့စစ်ကောင်စီတပ်နဲ့ကချင်လူလတ်ရေးတပ်မတော် KIA ပူးပေါင်းအဖွဲ့တို့ကြားမှာတိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ မော်ဇီဇာယွာနာမှာဒီမနေ့ကနေစပြီးတော့တိုက်ပွဲတွေဖြစ်နေတာဟာဒီနေ့အချိန်ထိဖြစ်ပါတယ်။ယွာထဲမှာဆိုလို့ရှိရင်လည်းလူထုတွေပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီနေ့မှာတော့တိုက်ပွဲတွေက ပိုပြင်းထန်လာပြီးစစ်တပ်ကဗျူဟာကုန်းကနေလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဒေသခံတယောက်ကအတည်ပြုပြောဆိုပါတယ်။ပြည်သူတွေလက်နက်ကြီးနဲ့ဒီလေကြောင်းအန္တရာယ်သတိထားကြဖို့လည်းတော်လှန်ရေးအင်အားစုတွေက သတိပေးထားပါတယ်။ စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့်အိမ်ပျက်စီးမှုတွေနဲ့ဒီအရက်သားထိခိုက်မှုတွေရှိနေပြီးတော့အရေးပေါ်အကူအညီတွေလည်းလိုအပ်နေတယ်လို့ဒေသခံတွေကပြောကြပါတယ်။တတိယသတင်းကလည်းဒီတိုက်ပွဲသတင်းပဲဖြစ်ပါတယ်။ရှမ်းမြောက်ဒေသတဲကနောင်ချိုမြို့နယ်မှာတော့စစ်တပ်နဲ့တအန်းတပ်မတော် DNL လေးတို့အကြမ်းမှာတိုက်ပွဲတွေဖြစ်နေပြီးနမ်တူကိုခိုင်အဆက်နေရာကတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခံရပါတယ်။နောင်ချိုမြို့နယ်ဒီအုံမတီးနဲ့အာ ေမောင်းတန်းရွာနာမှာစစ်တပ်နဲ့တအန်းတက် TNL တို့ကြားမှာတိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်။ဂျွန်လ16ရက်နေ့ TNL ရဲ့ထုတ်ပြန်ချက်အရဆိုရင်တိုက်ပွဲထဲမှာစစ်ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအပြင် drone နဲ့ပါဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။နှစ်ဖက်ကြားတိုက်ပွဲတွေဖြစ်နေတဲ့အပြင်ဒီနမ်မတူကိုခိုင်အဆက်နေရာမှာပေါ့နော်အဲ့ဒီနေရာမှာဆိုရင်လည်းစစ်တပ်ကဂျက်လီရင်တွေနဲ့တပြိုင်တည်းဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ဆိုတော့အခုစစ်ကောင်စီ ကဘုံကျဲတက်ခိုက်ခဲ့တဲ့နေရာဟာဆိုရင်တအန်းတက် TNL ကထိမ့်ချုပ်ထားတဲ့နေရာတွေဖြစ်ပါတယ်စစ်တပ်က Jet Fighter အာလေရင်ပေါ့နော်၃စီးထက်မနည်းနဲ့ဘုံကျဲတက်ခိုက်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်နံပါတ်2ဒီကိုခိုင်နဲ့မျိုးနယ်ပေါ့နော်အဆက်မှာရှိတဲ့မန်ဆာရွာပတ်ဝန်းကျင်ကိုဘုံကျဲတက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်လူသူထိခိုက်မှုတော့မရှိဘူးလို့ဆိုပါတယ် နောက်တစ်ပုတ်ကတော့ဂျွန်လ16ရက်နေ့မှာကြာရောက်မဲ့နိုင်ငံတော်အတိုင်းအမြင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့မွေးနေ့အတွက်ပြင်ဆင်နေတာတွေကိုပြောပြချင်ပါတယ်။နိုင်ငံတော်အတိုင်းအမြင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကိုဆုတောင်းရုပ်တံတွေနဲ့ဂင်းနစ်ဆန်ချိန်တင်နိုင်ဖို့အရေးကြိုးပမ်းနေကြတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့နဲ့ဒီအထိမ့်မတ်လှူရှားမှုတွေကိုမြန်မာအပါအဝင်တခြားနိုင်ငံတွေကိုရောက်နေတဲ့မြန်မာပြည်သူတွေအားလုံးပါဝင်ပြီးတော့ကျင်းပကြဖို့ ို့ပြင်ဆင်နေကြတာပဲဖြစ်ပါတယ်။အသက်80ပြည့်မွေးနေ့စုမွန်ကောင်းတောင်းဆိုတဲ့လှူရှားမှုကိုဒေါက်ဆန်းစုကြည်ရဲ့တားငယ်ဖြစ်တဲ့ဒီအဥထိန်လင်းခေါ် Kim Harris ပါဝင်ပြီးတော့လှူဆောင်နေတာဖြစ်ပါတယ်။ဒီလှူရှားမှုကို Su 80 Birthday Campaign လို့နာမည်ပေးထားပြီးတော့ပြည်တွင်းပြည်ပကမြန်မာနိုင်ငံသားတွေပါဝင်နိုင်မဲ့မွေးနေ့စုတောင်းအစီအစဉ်ပဲဖြစ်ပါတယ်။နှစ်ရှည်ထောင်နှံတွေနဲ့ဒီအချင်းချခံထားတဲ့ဒေါက်ဆန်းစုကြည်ဟာဇွန်လ16ရက်နေ့ ်မှာအသက်80ပြည့်မှာဖြစ်တဲ့အတွက်ဒီကမ်ပိန်းအစီအစဉ်ကို လုပ်နေကြတာဖြစ်ပါတယ်။ဒေါအောင်ဆန်းစုကြည်အတွက်အစက္ကန့်30အောက်ပေါ့နော်။မွေးနေ့ဆုတောင်းရုပ်တံဒီအတူပေါင်း8000ရဖို့မျှော်လင့်ထားကြပါတယ်။ဂျွန်လ16ရက်နေ့မနေ့အထိဆိုလို့ရှိရင်တော့ဒီရုပ်တံအတူပေါင်း9200ကျော်ရထားပြီဖြစ်ပါတယ်။မွေးနေ့ညနေပိုင်းမှာတော့အဲ့ဒီရုပ်တံလက်ခံမှုကိုရနာမယ်လို့ဆိုပါတယ်။မနစ်တုံးကတော့အသက်89နှစ်ပြည့် ည့်မွေးနေ့မှာပန်းတပိတ်လှုပ်ရှားမှုကမ်ပိန်းလေးကိုလုပ်ခဲ့ကြပါတယ်။အခုတော့နိုင်ငံတကာသတင်းတွေနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုပြောပြသွားမှာပါ။ အီရန်နဲ့အစ္စရေးနှစ်နိုင်ငံမှာတော့အပြန်အလှန်ဒုံးကျည်ပစ်ခတ်မှုတွေဆက်ပြီးတော့ဖြစ်နေပါတယ်။9ရက်ကြာတိုက်ပွဲထဲမှာအစ္စရေးဘက်က24ယောက်သေဆုံးပြီးတော့အီရန်ဘက်မှာတော့224ယောက်သေဆုံးခဲ့ပြီးဖြစ်ပါတယ်။တချိန်တည်းမှာပဲကနေဒါနိုင်ငံမှာတော့ G7 လို့ခေါ်တဲ့ဒီအာဆက်မှုဖွံ့ဖြိုးပြီးနိုင်ငံ9နိုင်ငံရဲ့အစည်းအဝေးလည်းကျင်းပနေပါတယ်။ကနေဒါရဲ့ Rocky တောင်တန်းတွေပေါ်မှာကျင်းပနေတဲ့ G7 အစည်းအဝေးမှာပူးတွဲသဘောတူညီချက်ကိုလက်မှတ်ထိုး ပဲအမေရိကန်သမ္မတဒေါ်နယ်ထရမ်ကပြန်လည်ထွက်ခွာခဲ့ပါတယ်။အဓိကကတော့အီရန်အစ္စရေးစစ်ပွဲရပ်ဆိုင်းဖို့အတွက်တောင်းဆိုချက်မှာအမေရိကန်သမ္မတကလက်မှတ်မထိုးချင်တာလို့သမ္မတနဲ့နှိဆက်သူက သတင်းဌာနတွေကိုပြောပါတယ်။ အစီအွေကနေထွက်တော့မယ်လို့ပြောပြီးမကြခင်မှာပဲသမ္မတထရမ့်ကသူ့ရဲ့ X လူမှုအာဒီမီဒီယာအကောင့်မှာပေါ့နော်အီရန်ရဲ့မျိုးတော်တီဟီရန်ကလူတွေအားလုံးမျိုးကိုစွန့်ခွာရမယ်ဆိုတဲ့ post တစ်ခုကိုလည်းတင်ခဲ့ပါတယ်အဲ့ဒီနောက်သတင်းစာရှင်းလင်းပွဲမှာတော့အီရန်ဟာမကြခင်မှာပဲတန်တမန်ရေးရအရာစစ်ရက်ဆဲဖို့လက်မှတ်ထိုးမှာပါလို့လည်းပြောကြားခဲ့ပါတယ် G7 အစည်းအဝေးမှာတော့အမေရိကန်ကဗြိတိန်နဲ့ဒီကုန်သွယ်ရေးသဘောတူစာချုပ်လိုမျိုးအရေးကြီးတဲ့သဘောတူညီချက်တွေကိုလည်းတိချလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေရိကန်ကိုပြန်ရောက်တာနဲ့လုံခြုံရေးကောင်စီအစည်းအဝေးကျင်းပခဲ့ပါတယ်။အစည်းအဝေးအပြီးမှာတော့တာဝန်ရှိသူတွေကအစ္စရေးစစ်ပွဲမှာအမေရိကန်ကပါဝင်မှာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ကူလာတမ်ကနျူကလ িয়ার စောင့်ကြည့်ရေးအေဂျင်စီ IAEA အကြီးအကဲကဒီအီရန်ရဲ့နျူကလ িয়ার တန့်စင်နဲ့မြေပေါ်ဆက်ယုံတွင်အကြီးအကျယ်ပျက်စီး းသွားပြီဆိုတဲ့ကြေညာချက်အပြီးမှာအီရန်ကအပြစ်ခတ်ရစဲရေးအတွက်ဝိုင်းဝန်းကူညီကြဖို့တောင်းဆိုချက်ထွက်ပေါ်လာခဲ့ပါတယ်။ရေနံစည်းတွေလည်းတစ်ရာခိုင်နှုန်းကျော်ပြန်ကျသွားပါတယ်။ ပရိသတ်တွေအနေနဲ့ဒီ James Bond ပေါ့နော် James Bond ရုပ်ရှင်ကိုကြည့်ဘူးကြမယ်လို့ထင်ပါတယ်ရုပ်ရှင်ထဲမှာ James Bond ရဲ့မိခင်ဌာနက MI6 လို့ခေါ်တဲ့ဒီ British လူဝက်ထောက်လန်းရေးဌာနဖြစ်ပါတယ် British နိုင်ငံမှာ MI5 ဆိုတာကတော့ပြည်တွင်းထောက်လန်းရေးဌာနဖြစ်ပြီး MI6 ကတော့ဒီ American CIA လူမျိုးနိုင်ငံရဲ့ခြားထောက်လန်းရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ရတာပဲဖြစ်ပါတယ်ရုပ်ရှင်ထဲမှာမဟုတ်တဲ့ပြင်ပမှာတော့ အဲ့ဒီ MI6 လို့ခေါ်တဲ့နိုင်ငံရဲ့ခြားလူဝက်ထောက်လှမ်းရေးဌာနကိုဥဆောင်ဖို့အမျိုးသမီးတယောက်ကို ပထမဆုံးအကြိမ်တာဝန်ပေးလိုက်ပါတယ်။ MI6 ရဲ့136နှစ်သက်တမ်းမှာပထမဆုံးအကြိမ်အမျိုးသမီးအကြီးအကဲကတော့ Bliss Matrawelly ဖြစ်ပါတယ်။ အသက်58နှစ်ရှိပြီဖြစ်တဲ့ Blaze ဟာဒီလူဝက်ထောက်လိုင်းရေလောကကို1996ခုနှစ်မှာဝင်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။အကြီးကဲအဖြစ်ခန့်အပ်တာမခံရခင်မှာတော့သူဟာ MI6 မှာနည်းပညာနဲ့တီထွင်မှုဌာနရဲ့အကြီးကဲပဲဖြစ်ပါတယ်။ကဲအမျိုးသမီးတွေကိုနှုတ်မလုံဘူးလို့ပြောကြအောင်ပါလား။ နောက်တစ်ပုတ်အနေနဲ့ကတော့ထိုင်းနိုင်ငံမှာနေတဲ့ပြည်သက်တွေအတွက်ဖြစ်ပါတယ်ဆိုတော့ထိုင်းနိုင်ငံဟာအရက်မူပြီးတော့ရင်မောင်းမှုကိုပြစ်ဒဏ်တွေတိုးမြင့်ပြီးတတ်မှတ်လိုက်ပါတယ် ြင်းမှုပြင်းထန်မှုအပေါ်မူတည်ပြီးတော့မောင်းနေနေတဲ့ယင်ကိုချက်ချင်းသိမ့်ယူနိုင်တဲ့အထိပြစ်ဒဏ်ကိုတိုးမြင့်လိုက်တာပဲဖြစ်ပါတယ်။လူတွေရဲ့အသက်ခန္ဓာကိုယ်နဲ့ဒီပစ္စည်းပိုင်ဆိုင်မှုတွေကိုအနည်းငယ်ဖြစ်စေတဲ့ယင်မောင်းနေမှုနဲ့ပတ်သက်လို့ပြစ်ဒဏ်တွေကို တိုးမြင့်ဖို့ရှေ့နေချုပ်ကအမိန့်ထုတ်လိုက်တာ ဖြစ်ပါတယ်။အခုအစ်စ်တိုးမြင့်လိုက်တဲ့ဥပဒေအရအသက်20နဲ့အထက်ယင်မောင်းသူတွေရဲ့သွေးထဲမှာ အရက်ရာဂိုင်နှုန်း တုံညာတက်တမတုံညာ900ခိုင်နှုန်းထက်ပိုမယ်ဆိုလို့ရှိရင်ပိုလွန်နေမယ်ဆိုရင်ပေါ့လေပြစ်မှုမြောက်မှာဖြစ်ပါတယ်ဆိုလိုတာကတော့တနာရီအတွင်းမှာအရက်3ခွက်အာတောက်တာမျိုးဆိုလိုတာပါနောက်ဆုံးသတ်မှတ်ထားတဲ့ပြစ်ဒဏ်တွေကတော့ဒီအာတနစ်ထက် ို့တဲ့ထောင်တန်းဒါမှမဟုတ်လို့ရှိရင်လည်းဒီဘတ်ငွေ9000ကနေဘတ်2000အထိငွေတန်းဒါမှမဟုတ်လို့ရှိရင်အာဒီဒဏ်နှစ်ခုလုံးပေါ့နော်နှစ်ခုစလုံးကြာခံနိုင်ပါတယ်ဆိုတော့ရေမောင်းလိုက်စင်ကို6လဒါမှမဟုတ်အပီးအပိုင်လဲရုပ်သိမ်းနိုင်ပါတယ်အရက်စစ်ဆေးမှုကိုညှင်းဆန်ခဲ့ရင်တော့အရက်မူပြီးရေမောင်းမှုပြစ်ဒဏ်တွေအတိုင်းကြာခံရမှာဖြစ်ပါတယ်ထိခိုက်သေးဆုံးပျက်စီးမှုတွေရှိခဲ့ရင်ပြင်းထန်မှုအလိုက်ပြစ်ဒဏ်ကိုကြာခံစေရမှာဖြစ်ပါ ါတယ်အခုသမတ်ချက်မှာကိုပိုင်ယင်ကိုပိုင်ကားဖြစ်စေဒီငားရမ်းပြီးတော့မောင်းနေလာတဲ့ယင်ကားဖြစ်ပါစေပေါ့လေတရားရုံးအတီးပြုချက်ရမယ်ဆိုလို့ရှိရင်သိမ်းယူနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ထိုင်းနိုင်ငံမှာနေကြတယ်ကျမတို့မြန်မာနိုင်ငံသားတွေအနေနဲ့မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့ဆိုတာလေးကိုတတိပြုချက်ဖို့တိုက်တွန်းလိုက်ပါတယ်နော် တင်းနဲ့မီယာကွန်ရဲ့ NMG တင်းဌာနကပတ်စဉ်တင်းလာနေရနေတောက်ကြနေသည့်ညတိုင်းမှာရုပ်တံတင်းအစီအစဉ်တွေကိုထုတ်လွှင့်ပေးနေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။